ော်မုန်းလေပဲအတက်အကျရှိလို့ ဟိုဟော်မုန်းလေဘယ်မမှန်ဘူးဆိုရင်တော့ तू ကခန္ဓာကိုယ်တစ်ခုလုံးကိုအထဲထဲမှာရှိတဲ့ system တွေကိုထိခိုက်တာဖြစ်တဲ့အတွက် तू ကခံစားချက်တွေဖြစ်လာမှာပါအနည်းနဲ့အမြန်ဖြစ်လာမှာပေါ့နော်အကယ်၍ तू ဘာခံစားချက်မှမရှိဘဲနဲ့လေဘင်းလေးကြီးနေတာတစ်ခုပဲဆိုလို့ရှိရင်တော့ तू ကပတ်ဝန်းကျင်ကလည်းတစ်ခါတလေသူ့ရဲ့ body weight ကများတဲ့အခါတတိမထားမိတာရှိနိုင်တယ် तू ကလည်းသူ့ကိုယ်သူတတိမထားမိတာလေးရှိနိုင်တယ်အဲ့ခါမျိုးကြလို့ရှိရင်တော့ဆရာမတို့ကဘလို့နီးနေတည်မလဲဆို တော့ ultrasound ရိုက်ကြည့်လိုက်လို့ရှင်เนาะ ultrasound မှာအခုနပြောတဲ့လိပ်ပြာပုံ thyroid gland လေးအ normal အရွယ်အစားထက်ကိုဘယ်နှစကြီးနေတယ်ဆိုတာမျိုးသိနိုင်ပါတယ်ဗောနော်အဲ့လိုမျိုးကိုသူကလည်းမသိဘူးတတိမထားမိဘူးပတ်ဝန်းကျင်ကလည်းသူ့ကိုမပြောလို့သူလည်းမသိဘူးဆိုလို့အကယ်၍နှစ်တည်းရှေ့ရှေ့ထားခဲ့မယ်ဆိုရင်တချို့တော့ thyroid တွေက ပုံမှန်အားဖြင့်တော့ဒီတိုင်းပဲအရွယ်စားမပြောင်းမွေးနဲ့လေဒီတိုင်းနေသွားလို့ရတာတွေရှိပါတယ်။ဟိုဒါပေမဲ့နှစ်တည်ကြာလာလို့ရှိရင်တော့သူဟာ CA thyroid လို့ခေါ်တဲ့ carcinoma thyroid လို့ခေါ်တဲ့ thyroid cancer ဖြစ်သွားနိုင်ခြေရှိပါတယ်ပေါ့နော်။အဲ့လိုတွေ့လာပြီးဆိုလို့ရှိရင်အသက်အရွယ်ပေါ်မူတည်ပြီးတော့တခါတရံဟိုထားတဲ့မထားတဲ့ဟိုစဉ်းစားပြီးတော့အကြံပေးရတာမျိုးရှိပါတယ်။